ကုသကောင်းမှုပြုလိုက်တယ်စိတ်ကောင်းနှလုံးကောင်းလေးဝင်လို့မြတ်စွာဘုရားကိုရှိခိုးလိုက်တယ်ပန်းရည်ချမ်းစီပြီးပန်းတို့ဖြင့်ပူဇော်လိုက်တယ်ဆိုတဲ့အခါဒီကုသရဲ့အစွမ်းနဲ့တန်တရာထဲမှာကောင်းအသူဂတိဘုံလေးရောက်သွားကြတယ်ဆိုတာလည်းရှိတယ်အဲ့တော့စိတ်ကောင်းနေတဲ့အချိန်လေးမှာပြောလိုက်တာပဲဖြစ်ဖြစ်လှုပ်လိုက်တာပဲဖြစ်ဖြစ်သူ့ရဲ့အကျိုးဆက်ဟာစိတ်ချမ်းမြေ့ဖွယ်ရာ ျော်ရွှင်ချမ်းမွေ့ပွေတာဘဝတစ်ခုရရှိစေနိုင်တာဖြစ်လို့သာယာဝအနုပါယိနီကိုနဲ့အတူပါနေတဲ့အရေးအရေးဆိုတာဒီနေရာမှာလူရိတ်လို့ဖွင့်မိမယ်လူရိတ်ကတော့ကိုယ့်အတွက်ဘာမှအသုံးဝင်တာမဟုတ်ဘူးအမြဲပါတယ်ဆိုတဲ့အထိပ္ပယ်လောက်ပဲဖြစ်တယ်ချမ်းသာဒုက္ခကိုပေးတဲ့အရေးဆိုတာဟာကိုနဲ့အမြဲပါတယ်ဆိုရင် ထိရိတ်ပေါ့နော် ထိဆောင်သွားမယ်ဆိုလို့ရှင်နေဘူးရင်လည်းဖွင့်ဆောင်လိုက်တော့အရေးလေးနဲ့မိုးရရင်လည်းထီလေးဖွင့်ပြီးတော့ကာဝယ်လို့ရတယ်အစသာရရကိုနဲ့အတူတကွပန်းလာတဲ့အရေးလေးဟာကိုယ်ချမ်းသာစေတယ်လို့သူဆိုလို့ကိုလုတ်တဲ့အလုပ်တွေဟာကိုယ်ကိုအရေးပမာနော်ထီပမာအရေးမိုးပြီးတော့ကောင်းရိုးတွေကိုဖြစ်ပေါ်စေပြီးတော့အကာအကွယ်ဆောင်ရှောက်ပေးလာတယ်လို့သူဆိုတာ